ခင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်25နှစ်25ရဲ့ညနေအတွက်ကိုဒါဗရိလိုင်းလေးကောက်နေလို့ပူယူလေးရိုက်ပြတာပေါ့အမှန်ဆိုရင်ဒါမနမနကနန်းထွက်ပြီးမှပြလို့ရမယ့်စံမျိုးပေါ့မနကနန်းထွက်ပြီးရင်နောက်ပိတ်တလုံးနဲ့ညနေအတွက်ကိုနောက်ပိတ်တလုံးရှားနိုင်တယ်ပေါ့နောက်ပိတ်တလုံးစက်ပေးနိုင်တယ် သူပေးထားတာလည်း၄ပင်ဖြစ်နေပြီသူ၅ပင်ဆက်ပေးမှဆိုရင်ညနေအတွက်ကိုနောက်ပိတ်တစ်လုံးရနိုင်တယ်ဒါမှကျွန်တော်အချိန်မရဘူးမနက်ကနားထွက်ပြီးမှဆိုရင်အချိန်မရဘူးအားကြောင့်မို့စောစောလေးပဲပူရရိုက်ပြီးတော့တင်ပေးတာပေါ့မနက်ကနားထွက်ပြီးရင်တော့စိုက်နဲ့တင်ပေးဦးမှာပေါ့ဒါနည်းနည်းလေးရှင်းပြခြင်းလို့ပူရလေးရိုက်လိုက်တာအယူဆလေးတွေကလွဲနေတယ် ီဒီတုံးလေးပိတ်မှလည်းသုံးထိပ်စီတင်းနောက်ပိတ်ကြိုင်တာအမှန်ဆိုရင်ဒါသုံးတက်လည်းပါတယ်ကျွန်တော်သုံးတက်မှာအမှဗရိတ်နဲ့ကတ်လိုက်တာဗရိတ်ကမပြီးတော့လွဲသွားတယ်မတီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ဆိုရင် သုံးထိပ်စီအနွားကြောင့်သားဆိုင်နေသုံးထိပ်စီခြင်ထားတယ်တင်းနောက်ပိတ်ခြင်ထားတယ်တင်းနောက်ပိတ်ကဘယ်လိုဘုံမျိုးလဲတော့မသိအရာကိုသုံးတက်ကမပေါ့သူပိတ်ွားတဲ့ဗရီလန်ကလည်းလှသူပိတ်ွားတဲ့ဗရီလန်ကဘယ်လိုပိတ်ွားလဲဆိုတော့ तू ကဒီသုံးလုံးသုံးညသုံးညရဲ့ပါပေါင်း၅ဆိုတော့ဒီသုံးလုံး၅လို့ရတယ်ပြီးတော့ဒီသုံးလုံးကကိုကိုရဲ့ပါပေါင်း၄ဒီသုံးလုံး၄ဆိုပြီးရတယ် ပြီးတော့ဒီ3လုံးက3ညာ3ညာရဲ့ဘဝ5ဒီ3လုံး5လို့ရိုက်ပါတယ်သူက၄ break ဆိုပြီးပြီးသွားဒီနှစ်3မှာလည်းသူ3နောက်ပိတ်ကိုနှစ်ဆိုင်တွေ့တောင်ဆုံးဖြတ်ချက်မခိုင်ပါဘူးเนาะမကြိုက်လိုက်ဘူးသူကဘလို့ပြီးသွားဆိုတော့ဒီ3လုံး5ဒီ3လုံး5ဒီ3လုံး5ဆိုရင်ဒီနှလုံးနှစ်ရှိရတော့3နောက်ပိတ်ပြီးတော့ဒီ3လုံးက1ဒီ3လုံးက1 ဒီ3လုံးတစ်ဆိုပြီးကိုသုံးတော့ပြီးပြီးသွားတယ်။နှစ်ဆိုင်မြင်တော့မြင်တယ်။ဒါမှကိုကအထောင်းနဲ့ယူထားတော့သုံးတော့ပြီးကိုမဖမ်းလိုက်ဘူး။ဒီ63မှာသုံးတော့ပြီးယူထားတော့မှန်တယ်။6ထိပ်စီကဝင်လာတာ6ထိပ်စီကိုတစ်ချက်မြင်တော့မြင်တယ်ကိုကမကြိုက်လိုက်တာ။ငါထိပ်နှစ်ဆိုင်မြင်တာကိုသူကငါထိပ်ပြေးမသွားဘူး။ဒီ3လုံးကိုဒီ3လုံးကိုဒီ3လုံး90ငါထိပ် ဒီ3လုံးရှိအဲဒီ3လုံးရှိဒီ3လုံးရှိဒီ3လုံးရှိဆိုရင်9ထိပ်9သုံးမင်းခွက်ပြီးတာသူက6သုံးရိုက်ပေါ့အဲ6ထိပ်ကဘယ်လိုဝင်လာလဲဆိုတော့သူကမြင်တော့မြင်မကြိုက်တော့နော်ဒီ3လုံးရှိအဲ6ဒီဒီ3လုံး6ဒီ3လုံး6 ီနှလုံး30ရှိရအတွက်6လို့ဖြစ်အောင်သူက6ထည့်စီဝင်လာ eye sight ကိုမြင်တယ်ပြီးတော့ဒီနှလုံးဒီနှလုံးခုံဒီနှလုံးခုံဒီနှလုံးခုံဆိုရတော့6ထည့်ဝင်လာသုံးနောက်ပိတ်ကဘယ်လိုဝင်လာလဲဆိုတော့ကိုကခန်းနာတာကဒီသုံးလုံးတက်တပင်ကျော် D 3လုံး1ဒီပင်ကျော် D 3လုံး1ဆိုပြီးတော့တောင်းတော့ပြန်ထားတာအဲ့တော့သူက63ဝင်ရိုက်သွားတာဆိုတော့ပြီးတဲ့အခါကျတော့ဒီတောင်းနောက်ပိတ်ကလည်းတစ်ဆိုင်ရှိသေးတယ်ဒါမနကနန်းထွက်ပြီးမနကနန်းနောက်ပိတ်တစ်လုံးနဲ့သူက UMM ဆိုင်ပြီးသူကဘလို့ပြထားလဲဆိုတော့ဒီမှာဒီတောင်းလုံးက ီ3လုံးက6ဒီ3လုံးက9ဒီ3လုံးက9ဒီ3လုံးက9သုံး6ခုခုခုဆိုပြီးတော့သူကငါးချက်ပေးထားတယ် ဲ့တော့ဒီမှာကသူကဒီ3လုံးက3ဒီ3လုံးက6ဒီ3လုံးက9ဒီ3လုံးက9ဆိုပြီးတော့သူက၄ချက်ပေးထားတယ်။နောက်တော့9လုံးတစ်ချက်ပေးမှဆိုရင်ဒီ3လုံး9လုံးတစ်ချက်ပေးနိုင်တယ်။မနက်ကနန်းနောက်ပေးနိုင်။အဲ့လိုစမ်းမျိုးပေါ့နော်။အမှန်ဆိုရင်ဒါမနက်ကနန်းထွက်ပြီးမှပြရမယ့်စမ်းမျိုး။ဒါကအချိန်မရဘူး။ အဲ့တော့ညနေဘယ်ဒီလိုင်းကောင်းနေလဲဘယ်ဒီလိုင်းကလေးပရိလေးပရိကို၃ချက်ဖြစ်နေတယ်၃ချက်ကဘယ်လိုပေးထားလဲဆိုတော့ဒီ၃လုံးက၃ချက်၃ချက်ရဲ့ပါဝါ၅ဒီ၃လုံး၅လို့ရတယ်ဒီ၃လုံးက၆၆ရဲ့ပါဝါ၁ဒီ၃လုံး၁လို့ရတယ်အဲ့တော့ဒီ၃လုံးကခွန်ခွန်ရဲ့ပါဝါ၂ဒီ၃လုံး၂လို့ဖြစ်ပြီးရင်လေးပရိရှေ့ရှိရတဲ့ နှစ်ပြောင်းလေပရိထက်နောက်တစ်ချက်ကဒီ3လုံးက6ဒီ3လုံးက6ဒီ3လုံးခွန်66ခွန်ပေါ့အဲ့တော့ဒီ3လုံးက6ဒီ3လုံးက6ဒီ3လုံးခွန်ဆိုရင်ခွန်ပြောင်းလေပရိထက်3ရှိရအတွက်လေပရိထက်နောက်တစ်ချက်ကသူကဒီနှလုံးက လေးပရိယဒီနှလုံးကကိုကိုပရိယပြီးတော့ဒီနှလုံးလေးလေးပရိယအဲ့တော့လေးပရိကသုံးချက်ဖြစ်နေတယ်ပြီးတော့သူတစ်ချက်ဝင်နိုင်တာကသူဒီသုံးလုံး6လို့ဖြစ်ထားတယ်ဒီသုံးလုံး6လို့ဖြစ်ထားတယ်ဒီသုံးလုံး1လို့ဖြစ်ထားတယ်6 6 1အဲ့တော့6 6 1ကိုသူပေးနိုင်လို့ရှိရင်သူဒီသုံးလုံး6ဒီသုံးလုံး6ဒီသုံးလုံး1ဆိုလို့ရှိရင်ဒီမှာ3ရှိရအတွက် တဖြစ်အောင်ရှစ်ပရိထက်လေးရှစ်ပရိပေါ့လေးပရိက၃ချက်ရှိအဲ့တော့ပြီးမှစိုက်လေးစပြမယ်အဲ့တော့၃၁၆၈ သုံးတက်ကမိန်ပေါ်ကြရင်အပြန်ကနန်းလည်းဖြစ်နေတယ်6ရက်ပြီးတော့သုံးကဒီသုံးကပေါ့နော်အဲ့သုံးကပေးခြင်းလား အဲ့တော့ဒီ3တွင်လေးပတွေကိုဘာကြောင့်မင်းကနန်းပေးလဲဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်ဒီ3လုံး4အဲဒီ3လုံး6ပြီးတော့ဒီ3လုံး6ပြီးတော့ဒီ3လုံး6 6 3ချက်ရိုက်ထားတယ်အဲ့တော့သူကဒီ3လုံးက6ဒီ3လုံး6 ဒီ3လုံး6ဆိုလို့ရှိရင်အဲ3ထိပ်စီပေါ့နော်အဲ့တော့3ထိပ်စီတွေ့ရတဲ့နောက်ထွေးကာရီကမပြတော့ပါဘူးအဲ့တော့3တက်3တက် main 6 8 3ရံပေါ့ညအားလုံးအောင်မြင်ကြပါစေ